မတ်လ28ရက်နေ့မွန်းလွဲပိုင်းမှာစကိုင်းမြို့အနီးလှုပ်ခတ်ခဲ့တဲ့ဖြစ်အပြင်းငလင်ကြီးကြောင့်ဒေသုံထင်ရရသူများပြားသလိုပျက်စီးဆုံးရှုံးမှုလည်းများပါတယ်။ဆယ်စုနှစ်ပေါင်းများစွာအတွင်းအာအကြီးဆုံးငလင်ကြီးကြောင့်ဒေသုံထင်ရရသူတွေဆက်တိုက်တိုးနေပြီးဖြိုကျပျက်စီးနေတဲ့အဆအုံဖြတ်တွေထဲပိတ်မိနေသူတွေလည်းအတော်များများရှိနေပါသေးတယ်။ဒီဖြစ်အပြင်းမြင်းငလင်ကြီးနဲ့ပတ်သက်လို့မြန်မာနိုင်ငံမြင်းငလင်ကော်မတီဒုဥက္ကဋ္ဌတာဝန်ယူခဲ့သူငလင်ပညာရှင်ဒေါက်တာမျိုးတန်ကို People Spring ကဆက်သွယ်မေးမြန်းထားပါတယ်။မင်္ဂလာပါဆရာ။အခုလောက်ခတ်သွားတဲ့ငလင်ကြီးနဲ့ပတ်သက်လို့ဘာတွေစမ်းစစ်တွေ့ရှိထားပါသလဲ။အဲဘာတွေလ ీల စမ်းစစ်တွေ့ရှိထားသလဲဆိုတော့ခုလောလောဆယ်တော့ကျွန်တော်တို့ကဟို online web page တွေရရတဲ့ information လောက်ပဲဟိုတွင်ဟိုကြည့်ပြီးတော့ခံမှန်းရမှာပေါ့နော်။ အဲ့တော့ USGS ကဟိုတင်းအရာဆိုရင်တော့ information အရာဆိုလို့ရှိရင်တော့ပြင်အားဒီဟို7.7ပေါ့ဟိုခွန်တမခွန်ရှိတယ်အဲ့တော့ဟိုတင်းကလည်းပဲစောက်တိန်ကလင်ဖြစ်တယ်ပေါ့လေဟို10 km အမီအောက်အ ਨੇ ကနေပြီးတော့လှုပ်တယ်ပေါ့ဆိုတော့စကိုင်းပြည်ကြီးကလှုပ်တယ်အဲ့တော့လောလောဆယ်တော့ကျွန်တော်တို့ကဟိုဟို1839ပေါ့အင်းဝငလင်လှုပ်တယ်အင်းဝ segment ပေါ့ ဲ့ဒါအင်ဝအပိုင်းကနေထုတ်တယ်လို့လုံးလုံးစေယူဆထားတယ်အဲ့တော့1939လုံကအင်ဝငလင်ရဲ့ပြင်းအားသည်အဲ့တုန်းကဟိုနောက်ပိုင်းပေါ့လေဟိုခံမှန်းခဲ့ကြတာက nearly 8ပေါ့နော်ဟိုတော့ contactama 6ကနေ8နီးပါးလောက်ထိရှိတယ်ဆိုပြီးတော့နောက်ပိုင်းမှာခံမှန်းတွေ့ချက်တာတွေရှိတယ်ဆိုတော့အဲ့ဒီအပိုင်းကထုတ်လိုက်တယ်လို့လည်းယူဆတယ်ပေါ့အဲ့တော့ငလင်ရဲ့ဘဟုကတော့သူကစကိုင်းမြို့ရဲ့ မာမြောက်ဘက်မှာနိုင်ငံလေးပြတယ်ပေါ့လေအဲ့တော့အဲ့ဒီအပိုင်းကတော့1956ကစကိုင်းငလျင်ဆိုပြီးတော့အဲ့7.3နဲ့ကျွန်တော်လှုပ်ထားတာလည်းရှိတယ်ဆိုတော့ဟိုဘယ်ပိုင်းကလှုပ်တယ်လဲဆိုတော့ကျွန်တော်နည်းနည်းလေး confirm လုပ်ဖို့တော့လိုမှာပေါ့လေအဲ့တော့လောလောဆယ်တော့ကျွန်တော်တို့ယူဆတာကဒီလောက်ပြင်အားအကြီးကြီးနေဆိုလို့ရှိရင်ခုနပြောခဲ့တဲ့အင်ဝအပိုင်းကနေပြီးတော့စကိုင်းပြည့်ပြီးအင်ဝဆက်ပိုင်းကနေပြီးတော့လှုပ်တယ်ဆိုပြီးတော့လက်တလော့ ဟိုယူဆထားတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အဲဒီဖြစ်စဉ်နောက်ဆက်တွဲထပ်ပြီးတော့ငလင်လှုပ်နိုင်ကြည်ကိုလည်းပြည်သူတွေအနေနဲ့သတိထားလို့ရအောင် ရှင်းလင်းပြီးတော့မျှဝေပေးပါအောင်ဆရာဆိုနောက်ဆက်တွဲငလင်ကတော့လာဖို့တည်ကြတာပေါ့နော်အစူတဲ့ခါကြတော့ဥပမာအဲခုနကကူပဲကျွန်တော်7.7နဲ့လှုပ်ပြီးများမကြာမီပဲကျွန်တော်6.4နဲ့အဲ after shocks ကတောက်လျှောက်လှုပ်တယ်အဲ after shocks ကလည်းပဲဟိုတဲ့ စကိုင်းရဲ့ပေါ့အင်ဝါဘက်ကိုကျွန်တော်တို့ပြထားတဲ့အတွက်ကြောင့်မလို့ဒါကြောင့်ကျွန်တော်တို့ကဟိုဟိုခုနအင်ဝါ segment ကဖြစ်နေမယ်လို့ယူဆတာပေါ့လေဆိုတော့ပြန်ကောက်ရလို့ရှိရင်နောက်ဆက်တွင်ကလင်းကတော့ဟိုလှုပ်လိမ့်မယ်အဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အဲဒီနောက်ဆက်တွင်ကလင်းကိုဟိုတတိထားကြရမယ်ပေါ့တော့အခုဟိုဟိုအဓိကငလင်းလှုပ်ပြီးသွားပြီအဲတော့ဟိုအချို့သောသူတွေကလည်းပဲဟိုမိမိရဲ့အိမ်မှာ အဲပြိုကျပျက်စီးသွားတာတွေရှိလိမ့်မယ်အဲ့တော့မိမိရဲ့မိသားစုဝင်နေပေါ့လေဟိုရှာဖွေတာတွေပါလေလူကောင်းလဲလုတ်ပြီးကြာလောက်ပြီပေါ့နော်အကယ်၍အားလုံးဟိုရင်းဖြစ်သွားပြီအဲခုနပြောတဲ့ပြိုမကျဘူးဟိုအတန်အသင့်လောက်ပဲ ဟိုပျက်စီးနေတဲ့အိမ်မျိုးတွေလည်းရှီကောင်းရှိနိုင်တာပေါ့လေဟိုဆိုတော့နောက်ဆက်တဲ့ငလင်ကိုတော့တတိထားပြီးပါအဲ့တော့မိမိရဲ့အိမ်ကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အတွင်းပြင်ပေါ့နော်ဟိုစစ်ဆေးကြည့်ကြပါစစ်ဆေးကြရမယ်အဲ့တော့အကယ်၍စစ်ဆေးကြည့်လိုက်လို့မို့လို့ဟိုအခုလောလောဆယ်လှုပ်ထားတဲ့ငလင်ကနောက်ဆက်တဲ့ငလင်ကပြင်အားက6တက်သမာ4ရှိတယ်ဆိုတော့ဇက်တိုက်နောက်လာနိုင်တဲ့ဟာတွေဒီအဲ့တော့5.5 to 6 to ဒီပတ်ချာလေးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတော့အဲ့ဒီ5.5နဲ့6နဲ့နောက်ဆက်တဲ့ငလင်လှုပ် လို့ဟိုခံနိုင်ရည်ရှိနိုင်တဲ့အနေအထားရှိသလားပေါ့ဟိုတော့အကယ်၍ပြိုကျနိုင်တဲ့ဟိုဒင်းလေးတွေမိမိအရဲ့ဟိုဘာခေါမလဲအစာအုပ်ရဲ့အပိုင်းအစာတွေရှိသလားဥပမာဆင်ဝင်လိုဟာမျိုးတွေနောက်တခါဒီမီးပန်းဆိုင်လိုဟာမျိုးတွေနောက်တခါအင်နော်ပရီကဘောက်ကတွေပေါ့နော်ဘီရိုဟိုဒါမျိုးတွေပေါ့ဆိုတော့အနောက်ဆက်တဲ့ငယ်တွေလိုက်လို့အဲ့ဒီကောင်တွေဒီတူးတူးတွဲလောင်ဖြစ်နေတဲ့ဟာတွေဒီဟိုဟိုပြိုကျလာနိုင်တယ် အောက်ကိုဟိုဟိုရင်းဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဟိုဓာတ်တွေကဟိုမိမိမိသားစုဝင်တွေပေါ့လေအဲ့အတွက်သူအန်ဒီရဖြစ်စီတာကိုဒါကြောင့်မို့လို့အဲ့ဓာတ်တွေကိုဟိုရှင်းလင်းအထားတင်တယ်အကယ်၍ခုနပြောလို့ဟို5.5လောက်6လောက်လှုပ်လိုက်လို့ဓာတ်မခံနိုင်တော့ဘူးဆိုရင်တော့ဖြစ်နိုင်ရင်အပြင်ဘက်မှာအနေဖို့ရအတွက်ကိုကျွန်တော်တို့ကအကြံပြုလိုတယ် အဲအကယ်၍အိမ်ထဲကိုသွားတာလှုပ်ရှားပြီးတော့ဆောင်ရွက်စရာယူငင်စရာရှိတယ်ဆိုရင်တောင်းပါပဲအဲကျွန်တော်တို့တတိနဲ့ဝင်တဲ့နဲ့ အဲခန္ဓာကိုယ်အကအကွယ်အဲယူပြီးမှကျွန်တော်ဝင်တဲ့နေဆိုပါစို့ဆိုင်ကယ်စီးအုတ်ထုတ် helmet လေးတွေကျွန်တော်စောင်းပြီးဝင်တာမျိုးပေါ့အဲ့တော့ဒါမျိုးလေးတွေကျွန်တော်လုပ်တင်တယ်နောက်အရေးကြီးဆုံးတစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့ဟိုမီးပေါ့နော်အဲ့တော့နောက်ဆက်တွဲကကျွန်တော်ခုလည်းတချို့အိမ်ကြီးတရားလေးမီးလောင်နေတယ်ဆိုပြီးတော့ကြာရတယ်ဒါက secondary effect ပေါ့နော်နောက်ဆက်လည်းနောက်ဆက်တွဲဆူယူပေါ့နော်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအကေရွေးမိမိရဲ့အိမ်မှာ gas device နဲ့အသုံးပြုတဲ့ ဟာတွေရှိတယ် gas oil တွေရှိတယ်ဆိုရင်အက်ကန်တွေကိုပိတ်ထားတင်တယ်အဲတော့လျှက်စင်မီးတွေကလည်းပဲအဲ့တိုင်းပဲလိုအပ်လို့သုံးရင်သုံးအဲတော့သုံးပြီးသွားတာနဲ့တကယ်တည်းလျှက်စင်မီးကိုလည်းပဲဟိုတည်း main တွေပါလေချထားတင်တယ်အဲတော့ဒါလေးတွေကတော့ကျွန်တော်တို့ကိုတင်ဟိုအတိပေးလို့တာဖြစ်တယ်အဲတော့ after shocks တွေလုံမဲ့အတွက်ကြောင့်မို့လို့ဟိုအဓိကပေါ့လေညောသွာလာလှုပ်ရှားတင်တဲ့နေရာတွေဒီအပြင်ဘက်ကိုဟိုဇက်ကနေပေါ့လေဟိုထွက်လို့လဲကူမဲ့နေရာတွေမှာ အတက်နိုင်ဆုံးနေတာကတော့အကောင်ဆုံးပဲဆိုတော့အပြင်ကိုထွက်ပြူရအတွက်လမ်းကြောင်းတွေကိုလည်းပဲခုနကပြောသလိုပဲရှင်းလင်းထားတဲ့ပေါ့နော်အဲ့အရာလေးတွေဘလို့တတိပေးလို့တယ်ငလင်းလှုပ်လာပြီးနောက်ဆက်တဲ့ငလင်းလှုပ်လာပြီးကိုကအပြင်ကိုထွက်ပြူရအတွက်အချင်းအတော်ကြာအိမ်ထဲကိုဖြတ်တန်းသွားလာနေရမယ်ဆိုရင်အန်ဒီရဲ့များတယ်ပေါ့။အဲဒါကြောင့်မို့လို့အိမ်အပြင်ကိုထွက်လို့လွယ်ကူနိုင်တဲ့ပေါ့လေ။နေရာမျိုးလေးတွေမှာနေရရမယ်။အဲအပြင်ဘက်ကိုထွက်ရင်လည်းပဲလုံးဝပေါ့လေ open space ပေါ့ အင်းလင်းပြင်ဖြစ်နေရင်ပိုကောင်းတယ်အဲ့တော့မိမိရောက်ရှိနေတဲ့နေရာရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်တရားစင်မီးတိုင်းမီးကျူးအဆောက်အဦတွေရှိနေသေးတယ်ဆိုရင်ခုနပြောသလိုကွင်းပြင်တွေကို ရောက်အောင်သွားမှုရအတွက်ကျွန်တော်တို့အနေနဲ့လောလောဆယ်ပေါ့နော်အကြံပြုပေးလိုပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့အဲကုညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့လည်းသိချင်ပါသေးတယ်အဲဘေးကြုံနေတဲ့ဒေသကအရက်ဘတ်အဖွဲ့တွေနဲ့ပြီးတော့အန်ဒီယေကင်းနေသေးတဲ့ဒေသခံပြည်သူတွေကဒီတခြားသောပေါ့နော်ငလင်တန်တင့်နေတဲ့သူတွေကို ကူညီကယ်ဆယ်ရေးဘယ်လိုလုပ်တယ်မှာလဲဆရာအပြည်သူချင်းချင်းဘယ်လိုကူညီပေးတယ်လဲဆိုတာပြောပြပေးပါဦးအော်တိတ်ကောင်းနေမိကုန်ပဲဆိုတဲ့ခါကျတော့ဟိုဒါတော့နည်းနည်းလေးတော့ချိန်ကြာသွားပြီသို့တော်လည်းပဲကျွန်တော်ထင်တယ်သုံးဆွဲလို့ရလိမ့်မယ်ထင်တယ်အဲ့တော့ပထမဆုံးပြည်သူတွေအနေနဲ့ဟိုလှုပ်တင်တာကအဲ့တော့မိမိရဲ့အိမ်ပေါ့အဲအိမ်သူအိမ်သားပေါ့လေမိသားစုဝင်နေပထမဆုံးငလင်းလှုပ်ပြီးတဲ့အတွက်ကြောင့်မလို့မိမိရဲ့မိသားစုဝင်အိမ်သူအိမ်သားတွေကိုစစ်ဆေးတင်တယ် အဲ့တော့မိမိကိုနိုင်ကလည်းစစ်စစ်ပေါ့ငါးပါးနေရာ ထိခိုက်လေလေမထိဘူးဆိုရင်ကဟိုတာချင်း မိဘအုံကြီးကိုမောင်နှမသူတို့ကိုစစ်ဆေးပေါ့နော်။ဟောစစ်ဆေးလို့အလုံးအဆင်ပြေပြီဆိုတဲ့တပိုင်းနဲ့တည်းမိမိရဲ့ပတ်ဝန်းကျင်ပေါ့။ဟောရက်ွက်လမ်းတွေကိုလည်းကြည့်လိုက်ရမယ်။အဲ့တော့ကြည့်ပြီလို့အဲ့တော့ကိုယ်ဝန်းကျင်မှာခုနပြောလို့အစာအုပ်ပြူကျနေတာတွေအဲဘာတွေရှိရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီအိမ်ကိုတွားတင်တယ်။အဲ့တော့တွားပြီးတဲ့အခါကျတော့အကူကြီးပေးရမယ်ပေါ့နော်။အကူကြီးပေးရစင်တယ်။အဲ့ဆိုတဲ့အခါကျတော့ဟိုတွားတဲ့အခါမှာလည်းပဲအဲ့ကျွန်တော်ထင်တယ်ဟိုလိုအဲ့လိုရှိရင်တော့ဟိုလိုရှိရှေးဦးတူနာပြူ ဟိုစီပစ္စည်းလေးတွေပေါ့ဒါမျိုးလေးတွေယူသွားတာမျိုးလေးတွေဆောင်ရွက်တင်တယ်အဲ့တော့ဟိုကိုအိမ်နီနာဝင်းကျင်ကအဒူတွေရဲ့အဲ့ဒါမိသားစုဝင်တွေအကုန်လုံးစစ်စစ်ပေါ့စစ်စစ်လို့ဟိုဘယ်လိုခေါ်မလဲဆိုလိုတာကအိမ်ကကိုနဲ့အနီးနားအိမ်ကပြိုကျနေတယ်အဲ့ဒါပြိုကျသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအိမ်မိသားစုဝင်တွေဘယ်နှစ်ယောက်များပေါ့လေဘယ်သူတွေများဟိုပြိုကျတဲ့ကိုတင်းနေတယ်မှာရှိနေတဲ့တလေပေါ့ ရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီကိုဝင်ရောက်ပြီးတော့ကုညီအဲပေးကြရမယ်အဲ့တော့ပေးကြရမယ်လိုအပ်လို့ရှိရင်နှိစက်ရအဲဟိုကောင်းလဲ ambulance ပေါ့လေကိုကားနဲ့ပို့ရင်လည်းပို့ပေါ့ဒါမှမဟုတ်ရှင်လည်းပဲ ambulance ပေါ့လူနာတင်ရှင်တွေပါလေခေါ်ပြီးတဲ့အခါကျတော့နှိစက်ရပေါ့လေဆေးရုံစည်းကမ်းတွေကိုကျွန်တော်တို့ပို့ပေးကြရမယ်ပေါ့နော်ဟုတ်ကဲ့ဒါအကောင်းဆုံးမိခုံးပါဟိုတကယ်အကောင်းနဲ့မိခုံးပဲဟုတ်ဒီငလင်ကြောင့်ပညာရှင်တယောက်အနေနဲ့ဘာကိုစိတ်ပူမိပါလဲ ကျွန်တော်တို့2019ပေါ့ COVID-19 ဖြစ်တုန်းကဒီဟာလေးတွေကြီးကျွန်တော်တို့ workshop လေးတွေပါလေးတွေလုပ်ပြီးဆွေးနွေးခဲ့ဘူးတယ်ဆိုတော့ natural disaster in emergency period ပေါ့နော်ဆိုတော့ during emergency period ပေါ့အရေးပေါ်ကာလအတွင်းမှာသဘာဝဘေးဖြစ်ခဲ့ရင်ပေါ့ဟိုဘာတွေဘယ်လိုဖြစ်ကြမလဲပေါ့လေဒါမျိုးလေးတွေကျွန်တော်တို့ဆွေးနွေးခဲ့ကြဘူးတယ်အဲ့တော့ခု emergency period တကကျွန်တော်တမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုသဘာဝဘေးစီမံခန့်ခွဲမှု ကိုရင်းတွေကဟို level ပေါ့လေ administration level အစင်းစင်ဟိုဟို functioning ဖြစ်မနေဘူးဆိုလို့ရှိရင်ဟိုပြည်သူမှပြည်သူသူ့ကအကောင်းဆုံးဖြစ်လိမ့်မယ်လို့တော့ယူဆမိတယ်ပေါ့နော်အဲဆိုတော့ ဟိုတခုတော့ရှိတယ်ဟိုအရင်တုန်းကလို့ကျွန်တော်လူမှုဝန်ထမ်းဟိုတဲ့နေရာလဲပဲဟိုအရာကြီးအလုပ်လုပ်လို့မရတဲ့အခြေအနေဖြစ်နေတာဆိုတဲ့အခါကျတော့အဲခုနပေါ်တဲ့ဟိုနှိစက်ရာပေါ့လေဟိုဟိုရက်ွက်လိုက်ဟိုဟိုဟိုဆောင်ရွက်ကြရင်တော့ဟိုပို့ပြီးတော့ကောင်းလိမ့်မယ်ပေါ့နော်အဲပို့ပြီးတော့ကောင်းလိမ့်မယ်ဟိုဒါပေမဲ့တခုတီတူ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  ။ဦးကားတော်သွားဟွာလုတ်လိုက်ရမှာရလိမ့်မယ်။အနေရှိလို့ရမှာပေါ့လေ။တူဦးဖြစ်ဖြစ်လူအစုအဖွဲ့၄၅ယောက်ကပဲဖြစ်ဖြစ်ကျွန်တော်အနေရှိလုတ်ထားတာတော့ကောင်းတယ်။အဲခုနကပြောသလိုပဲဟိုကျွန်တော်တို့ဟို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 ဘာကုန်းလေကိုယ့်ရဲ့နှိစက်ရပေါ့လေ။ဟိုရက်ွက်လိုက်ရက်ွက်လိုက်ခုနကကျွန်တော်ပြောလိုက်တဲ့ဟို process လေးတွေပေါ့လေအေးဆောင်ရွက်သွားကြရင်တော့ကောင်းလိမ့်မယ်တလန်းဝင်တလန်းထွက်လည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲအိမ်လေးကိုလိုက်ကြည့်ကြမယ်အဲလိုက်ကြည့်ကြပြီးတဲ့အခါကျတော့ ဟိုဟိုဘယ်အင်းဒီကဟိုလုံးဝအာဘာခေါမလဲဟိုငလျင်လှုပ်နေတဲ့အချိန်မှာလှုပ်ပြီးတဲ့အချိန်မှာမပြူမပြတ်ပဲရှိနေတယ်လေအဲ့တော့ဟိုပြူပြတ်သွားတဲ့အင်းဒီကဘယ်အင်းဒီလဲအဲ့တော့အဲ့ဒီအင်းဒီကမိသားစုဝင်တွေဟိုဘလိုတွေဟိုပြီးနေတယ်လေဘလိုတွေကဲထုတ်ကြမလဲဒါဝိုင်းဝန်းဖြည့်ရှင်းကြအောင်ပေါ့ဒါကအင်းအလိုက်ပဲအကယ်၍ကျတော့ public building မျိုးတွေဖြစ်နေခဲ့မယ်ပေါ့ အစာဦးတည်အဲ့တော့ဒီမှာတွေ့ရလိုက်တယ်ဥမာတရဦးလေးစိတ်လိုဟာမျိုးတွေတို့နောက်တခါမူဂျိုချောင်းတွေတို့စသည်ဖြင့်ပေါ့အဲ့လိုမျိုးလူအများစုနေထိုင်နေသွာလာလှုပ်ရှားနေကြတဲ့အစာဦးမျိုးတွေဆိုလို့ရှိရင်တော့နည်းနည်းလေးလောက်ရတာပို့ပြီးတော့လူရင်အားလိုအပ်တယ်ပေါ့အဲ့ဒါလေးတွေကလည်းပဲကျွန်တော်ထင်တယ် ဟိုဟိုစုပေါင်းပြီးတဲ့အခါကျတော့ဟို integrate လုပ်လိုက်ကြမယ်ဆိုလို့ရှိရင်တော့ဟိုအဆင်ပြေလိမ့်မယ်လို့တော့ယူဆမိတယ်ပေါ့နော်အားလုံးဝိုင်းဝန်းကြရမှာဖြစ်တယ်အဲ့တော့နေဆက်ရာအာစေယုံစီပီကန်ကအာကျမကြီးဦးတင်းနေဝန်တန်းနေအဲနောက်တစ်ခါဒီ ဟိုဟိုအရှိဥဒနာပြုပေါ့လေ။နောက်ကြက်ချင်းဒီသင်္တန်းတက်ထားမှုတဲ့သူဒီဟိုအရင်ကတော့ကျွန်တော်မိသားစုဝင်တွေအားစာရှိဥဒနာပြုကိုလီလာထားဖို့လူတွေပါလေပြောမှုတာဟုတ်။ဆိုတော့ anyway ပေါ့လေ။အဲ့လိုလူတွေကစုပေါင်းပြီးတော့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးပေါ့။ဟိုတဘာဝဘေးတွေကျုံတွေ့တဲ့အခါမှာအဲဟိုဗာလေဟို ဟိုဟိုရှာဖွေကယ်ဆယ်ရေးပေါ့လုပ်ငန်းတွေကိုအဲ့ပူပေါင်းဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်အဆင်ပြေနိုင်လိမ့်မယ်လို့တော့ယူဆမိတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့သတိထားရမယ်ကိစ္စလို့မြင်တယ်ကျွန်တော်တို့ကဟိုတခါတရံပေါ့လေဟိုဟိုဟိုဒင်းတော့ဟိုစဉ်းစားကြရတာပေါ့ဟို scenario တစ်ခုကိုကျွန်တော်အစိုးဆုံးက event ကိုကျွန်တော်တို့စဉ်းစားကြရတာဖြစ်တယ်ပေါ့အဲ့တော့ဟိုစကိုင်းပြည့်ပြည့်တစ်လျှောက်ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ2012ပေါ့လက်တလောဟိုခေဟိုတွင်ဟိုတွင်နှစ်ပိုင်းချလိုက်ကြည့်မယ်ဆိုရင်2012တပိချင်းငလျင်တီဒါဟိုတွင်ဖြစ်ဆုံးငလျင်ပေါ့ဆိုတော့ channel ကျွန်တော်တို့ gap တွေတွေကအခုဟိုဟိုအင်ဝါအပိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့လှုပ်တယ်အာ1839ပေါ့နော်လေခုန2012ကတော့1946ကလှုပ်တဲ့ငလေးကိုပြန်ပြီးတော့ဟိုတွေဖြစ်စီတာဆိုတော့ channel အပိုင်းကြီးရှိနေသေးတယ် ဆိုတော့ဒါ၄ဒီကျွန်တော်တို့စိုးစုံချင်းတွေကိုတော့ဟိုမျောလင့်ထားမှာပေါ့လေအဲ့တော့နမူနာအနေနဲ့ပြောမယ်ဆိုရင်စကိုင်းပြက်ရွေးကနေပြီးတော့နှစ်အဲ1929ပေါ့တောင်ကုန်ငလျင်လှုပ်တယ်1930ရောက်တဲ့ခါကျတော့တောင်ဘက်ကိုနည်းနည်းရွှေ့သွားပြီးတော့ပဲခူးငလျင်လှုပ်တယ်1931ကျတော့စကိုင်းပြက်ရွေးရကျွန်တော်မြောက်ဖက်ပေါ့လေကျွန်တော်အင်းတော်ဂျီနာလောက်မှာငလျင်လှုပ်တယ်ဆိုတော့ series line ပေါ့29 30 1931 3နှစ်ဆက်တိုက်အဲလှုပ်သွားတဲ့ဟာမျိုးတွေရှိတယ် ဒါကတော့ကျွန်တော်တို့ကဟိုဟိုဟိုထူးခဲ့တဲ့ဖြစ်စဉ်လို့ပြောရမလားတော့မသိဘူးအဲ့တော့အခုကျွန်တော်တို့2012လုတ်ပြီးပြီအခု2025ပေါ့အဲနှစ်73နှစ်လောက်ချားပြီးတဲ့အချိန်မှာစကိုင်းပြည့်ကြီးရလုတ်တယ်အဲနောက်ပိုင်းလဲကျွန်တော်တို့ဟိုဟိုလာလာမှာတော့လာမှာပဲခုနကပြောလိုက်တဲ့အဲ1929 1930 1931လို့မျိုးသုံးနှစ်ဆက်တိုက်စကိုင်းပြည့်ကြီးရလုတ်တဲ့အဲဟိုဟို event မျိုးတွေတော့ဖြစ်ကောင်းဖြစ်ချင်ပါလေ ဖြစ်မယ်ပေါ့လေမဖြစ်ဘူးလေကျွန်တော်တို့ဆူတောင်းကြမှာပေါ့အကယ်၍များပေါ့စကိုင်းပြည့်ရွေးကလည်းမဟုတ်ဖက်နဲ့ဆိုအခြားပြည့်ရွေးတွေကလည်းပဲကျွန်တော်တို့အဲ့လိုမျိုးလှုပ်လာနိုင်ခြင်းရှိတယ်ဆိုလို့ရှိရင်ဒူဒူကဒီတဘာဝဘေးတွေကိုဘယ်လိုများဟိုဘာကုန်မလဲရှောက်ပွေးကဲစေးလုပ်ငန်းတွေဆောင်ရွက်ကြမလဲဆိုတာမျိုးတွေကိုကျွန်တော်တို့ဟိုဟိုဆွေးနွေးညှိနှိုင်းပြီးတော့လှုပ်ထားရမယ်လို့တော့ယူဆမိရပေါ့ကောင်းတယ်မိကောမှာဟုတ်ကဲ့ဟုတ်ကဲ့ပါစီယား အဲပြီးတော့တဘာဝဘေးကယ်ဆယ်ရေးအသင့်မဖြစ်တဲ့မြန်မာနိုင်ငံမှာနောက်ထပ်ဖြစ်လာနိုင်တဲ့ငလင်ဘေးလိုမျိုးဒီတဘာဝဘေးအတွက် ထိခိုက်မှုနည်းအောင်လို့လူထုဘက်ကရောဘလူတွေကြိုတင်ပြင်ဆင်ထားတင်ပါလေဟိုဟိုဒါဟို7.7ပေါ့လေပြင်အားဒီလောက်ရှိတဲ့ငလင်ကြီးကကျွန်တော်တို့ခက်ဒီဘက်မှာတော့ဒါအကြီးမားဆုံးငလင်တစ်ခုပဲအဲကျွန်တော်တို့ဟို2012တပိတ်ချင်းငလင်တို့ဟိုနောက်တစ်ခါ ိုတာလီငလင်ရင်တို့လှုပ်ခဲ့တဲ့ဟာတွေကဟိုတကယ်တမ်းကဟိုဟိုပျက်စီးမှုက ဆုံးရှုံးမှုပမာဏကဟိုဟိုတိတ်ပြီးတော့ဟိုဟိုဟိုရှိတော့ရှိခဲ့တယ်ဒါပေမဲ့အရန်ကြီးကျွန်တော်တို့မများခဲ့လောက်အဲ့တော့အခုလက်ရှိဒီဆိုရှယ်မီဒီယာတို့ဟိုမှာမြင်တွေ့နေရတဲ့ ဒီဟိုတရင်ချက်လက်တည်းရာကြည့်မယ်ဆိုလို့ရှိရင်ကြားရတဲ့ချက်လက်တည်းရာကြည့်မယ်ဆိုရင်အခုငလျင်ဒီကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုကအတော်များပုံရတယ်ပေါ့ဒါအတိအကျတော့ကျွန်တော်မသိသေးဘူးပေါ့နော်ဆိုတော့အဆောက်အဦတွေပျက်စီးဆုံးရှုံးတာဒါစကိုင်းတရာပြုတ်ကျသွားတယ်အစားဒါတော့တော်တော်မသွန်းခဲ့တဲ့ဟာကြာပြီဆိုတော့သိဟိုရင်ဖြစ်တဲ့ထားလိုက်အောင်ပေါ့နောက်တစ်ခါအိမ်နေပျက်စီးကြတယ်လူဘလောက်ကျွန်တော်တို့ဟိုတည်ကြည်တယ်တန်ရတယ်ဆိုတာကျွန်တော်တို့အတိအကျမသိသေးဘူးပေါ့တကယ်ကိုဟိုဟိုဟို ခွန်တက်သမခွန်နဲ့အလှုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ဖြစ်စည်းဆုံးရှုံးမှုလူအသေးပြောက်တန်အရဒီဟာတွေကိုကျွန်တော်တို့ recovery လုပ်ဖို့ရအတွက်ဆိုတဲ့ဟာကတော်တော်လေးအခုလိုပေါ့လေဖြစ်ပြော်မှာဟိုတော်တော်လေးဟိုရင်ဖြစ်စရာပေါ့လေဟိုပါကောမလဲဟိုစိုးရင်စရာချစ်လို့တော့မြင်မိတယ်ပေါ့အကျွန်တော်ဟိုဟိုကကြမတာဟိုဟိုပါလေ2000 6ပေါ့လေဂျော့ဂျာကတံငလင်းလှုပ်တဲ့ခါကြတော့6.3နဲ့လားမသိအဲ့လိုငါလှုပ်တယ်လူပေါင်းဟိုတန်းလောက်ဟိုတောင်းချီပြီးတော့ဟိုတန်ရရတဲ့ဒီကြီးကြတယ်ပေါ့နော်ဆိုတော့ဟိုဒင်းတွေကဟိုဗာလေဟိုဟိုတန်ရရတဲ့အဲလူနာအကြီးအတွက်နဲ့ဒီအစေးယုံတွေကသူကဟိုဒင်းမဖြစ်ဘူးမလုံလောက်ဘူးပေါ့နော် ောဆေးရုံတွေရဲ့ space နေရာတွေအဲနောက်တခါလူဝင်အားမလုံလောက်ဘူးမလုံလောက်တဲ့ခါကျတော့ဘာလုပ်ရလဲဆိုဆေးရုံတွေရဲ့ဝင်းနေတဲ့မှာဟိုဟိုတင်းနေယာယီတဲလေးတွေနဲ့ဟိုဟာလောက်ကြရတယ်ကုသကြရတယ်ဆိုတော့မိုးတွေတအားရွာအာပြီးတော့တော်တော်လေးဒုက္ခရောက်ကြရတယ်ပေါ့နော်ဆိုတော့ဟိုနောက်တခါကျွန်တော်တို့ရေအစားအစားအဖြည့်စီးပေးရတာဒါတွေကစပေါ့ ဒါပုံမှန်ခြေနေမှာတောင်းမှတော်တော်လေးဟိုတင်းယူပါတယ်လူအင်အားရောအချင်းရောအကုန်လုံးစိုက်ထုတ်ကြရတာပေါ့အဲ့တော့အခုလိုခြေနေမျိုးမှာကြတော့ကျွန်တော်တို့ဒီဟေးဟေးဟေးဟာတွေကိုဟိုဘလူတွေပေါ့လေဟိုကြော်လွားကြမလဲပေါ့အဲ့တော့ဆေးရုံဟိုဟိုဟိုကျဲဝန်ဟိုဟိုတင်းအဲကာမီယလာ နောက်တစ်ခါဆရာဝန်ကျမကြီးလုံသားတွေဟာကာမီယလာ နောက်တစ်ခါအဆောက်အဦအပြည့်စည်တွေကို ရှင်းလင်းပါညာလုပ်ရမယ်ဟာဒီကာမီရလာပေါ့ဒါလေးတွေကတော့ဟိုတင်ဟိုဟိုဟိုတန်တလီ concern ဖြစ်စီမဲ့အရာပေါ့အဲ့တော့နောက်ဆက်တွဲအနေနဲ့ကြတော့ okay ငလင်းတန်ခံစားရတဲ့လူတွေရဲ့ပေါ့လေဟိုတင်နေ well being ပေါ့နော်ဟောသူတို့ရဲ့ဟာဒီကဘလို့တွေကျွန်တော်တို့ပြန်လဲအဲကုသပေးကြရမလဲပေါ့စိတ်စိတ်စိတ်ခံစားမှုတွေထိတ်လန့်တာတွေဖြစ်မယ်ဆုံးရှုံးရတာတွေရှိမယ် economic losses တွေရှိမယ်ဒါတွေကိုကျွန်တော်တို့ဘလို့အကူအညီတွေနဲ့ပြန်လည်ထူထောင်ကြမလဲဆိုဒါလေးတွေကတော့အတော်လေးဟိုရင်းဖြစ်เสียပါဘို့လေဟိုဟိုဟိုနည်းနည်းလေးဟိုစိုးရင်ရမယ်ဟာလို့တော့ယူဆမိတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အဲထပ်ပြီးတော့သိချင်တာလေးကြံပါသေးတယ်ဒီငလင်ကြီးလှုပ်ပြီးတော့နောက်ထပ်ဘယ်ပြည့်ရွေတွေဘယ်မြို့တွေကပြည်သူတွေမြင်းငလင်သတိရှိဖို့လိုအောင်မလဲဆရာဟိုဘော့ ဟုတ်ခုနကျွန်တော်အဖြေတဲ့အထဲမှာတော့ပါတယ်အဓိကပေါ့လေမြန်မာနိုင်ငံရဲ့မျိုးကြီးတွေရှိနေတာကတော့ဟိုစကိုင်းပြည်ပြည်တခြားကဟိုမာရှိနေကြတာပေါ့လေအဲ့တော့ခုဟိုလက်တလောအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီ size မဲ့ကိုရင်းတွေကို gap တွေကိုပြန်ပြန်ဖြည့်နေတာ2012အဟိုတပိတ်ချင်းငလျင်တပိတ်ချက် segment ပေါ့နော်အဲနောက်တစ်ခါ single segment ပေါ့နော်အဲနောက်တစ်ခါဒီအခုလောက်သွားတဲ့ဒီအေး 2025လှုပ်သွားတဲ့1839အင်ဝါ segment တာ လုံးလုံးစဲသုံးသက်ချက်ရပေါ့ဒါဟွာဖြစ်သွားပြီအဲ့တော့ channel segment တွေရှိနေတာပဲအဲ့တော့1929ကလှုပ်ခဲ့တဲ့ဒီတောင်ကုန်းကလေးရင်အဲ့တော့1930ကလှုပ်ခဲ့တဲ့ဘကုန်းကလေးရင်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်တကယ်မျိုးကြီးတွေနားမှာပေါ့အတောင်ကူက30ဘကုငလင်းရဲ့နမူနာကြည့်မယ်ဆိုလို့ရှင်ပြမ်းမြအဲကျွန်တော် sorry လောက်ခဲ့တဲ့ငလင်းပြင်းအားကခွန်တက်မှာ3ရှိတယ် ဲ့တော့ပြန်လည်းလှုပ်ခတ်ချိန်ကအဲဟိုကျွန်တော်နှစ်100အာပတ်ကြတယ်ပေါ့ဆိုပါစို့ပေါ့အဲ့တော့ခု2025ပေါ့ဆိုတော့သူလည်းပဲဟိုဟိုလှုပ်မယ်ဆိုလို့ရှိရင် possibility ကအရန်ကိုမြင်ရလာတယ်ပေါ့ဆိုတော့3ထားမယ်ဟာတွေဖြစ်တယ်ဒါစကိုင်းပြည့်ပြည့်တစ်ခုတင်ပြောတာ2029 2022ဆိုဆိုတာပဲနဲအပြန်ပြီးတော့ဟို recurrence interval နဲ့ပေါ့လေပြန်ကြည့်မယ်ဆိုရင်ဒါတွေကအကြည့်ရမယ်ဟာတွေအထရေထားမယ်ဟာတွေ အဲ့တော့တခြားပြည့်ပြည့်တွေလည်းရှိတာပေါ့နော်အခြားပြည့်ပြည့်တွေကတော့ကျွန်တော်ထင်တယ်ဟိုဟိုတွင်ဟိုဒီလောက်လဲတိတ်ပြီးတော့ဟိုတွင်မဖြစ်ဘူးဟိုဟိုဘာကုန်လဲပြင်ရများတဲ့ငလင်လှုပ်လေးလှုပ်တာမရှိခဲ့ဘူးဒါပေမဲ့ဒီ1912ပေါ့လေဟိုမေမြုံငလင်ဘာမအကွိတ်စ်လို့ခေါ်တဲ့ဟိုဟိုကြောက်ချမ်းပြည့်ပြည့်တော့ရှိနေတယ်အဲ့ဒါတွေလည်းတည်ထားရမယ်အဲ့တော့အများကြီးပေါ့နော်ပြည့်ပြည့်တွေကတော့ကြောက်ချမ်းပြည့်ပြည့်နန်းပွန်ပြည့်ပြည့်အဲနောက်တစ်ခါပါလေအဲကဘောပြည့်ပြည့်အဲ ဒီဟိုဘက်ကဒီအိန္ဒိယမြေတုချက်နဲ့ပမာမြေတုချက်နဲ့တိုက်နေတဲ့ဒီအဲ subjection zone လို့ခေါ်တာပါလေအဲထိုး site တဲ့အဲမြေတုချက်အနာတလျှောက်ကလည်းပဲရခိုင်ကန်ဦးတန်းပေါ့လေဒါမြို့တွေရာလည်းပဲအဲဆူနာမီ channel ဖြစ်နိုင်တဲ့ဆူနာမီလေးအဖြစ်ပေါ်နိုင်တဲ့ငလီနေလှုပ်လာနိုင်တာပဲအဲဆိုတဲ့အခါကျတော့ဟိုအဒီနီယာဒီဒေတာတွေရာတို့လေကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဲတတိထားကြရမှာပေါ့နော်ခုနတတိလေးထားပြီးတော့ပြင်ဆင်ကြရမယ်လို့ယူဆမိတယ်အဲ့တော့အရင်တော့ကတော့ကျွန်တော်တို့ကဟိုမြန်မာနိုင်ငံငလင်ကော်မတီ Facebook တွေတို့အာလူသားစာနာတို့ခုလည်းရှိလိမ့်မယ်ထင်ပါတယ်အဲ့တော့ web page တွေမှာကျွန်တော်တို့ငလင်မလုတ်ခင်လှုပ်ဆဲလှုပ်ပြီးပေါ့အဲ့တော့ဆောင်ရွက်ရမယ့်ဟာလေးတွေရှိတယ်အဲ့တော့လူတူချင်းစီလိုက်မိသားစုလိုက်ပေါ့အဲ့ဆောင်ရွက်ရမယ့်ဟာလေးတွေရှိတယ်ဆိုတော့အဲ့ဒါလေးတွေကိုကျွန်တော်တို့လေ့လာပြီးတဲ့အခါကျတော့ဟို ြင်ဆင်ထားကြဖို့တော့ကျွန်တော်အနေနဲ့ဟိုတိုက်တွန်းပါတယ် awareness ပေါ့လေအမြဲတမ်းတတိလေးနဲ့နေပြီးတော့ဟိုပြင်ဆင်နိုင်သမျှပေါ့လေပြင်ဆင်လို့ရအောင်အခုကာလကတော့ကျွန်တော်တို့မှာဟိုရင်းဖြစ်စရာတွေကဟိုရင်ဆိုင်နေရတဲ့အခက်အခဲတွေကညောင်များစွာ ရှိနေတယ်ပေါ့နော်ဆိုတော့အားတော်လည်းနားရတာပေါ့လေဟိုဟိုဘလူလေးတွေပြင်ဆင်မှာဖဲဝါးလေးလောက်ကြပါလို့ပြောရတာကကျွန်တော်တို့အတွက်တော်တော်လေးဟိုရင်းဖြစ်ပါတယ် ခက်ခဲတယ်ပေါ့နော်အားနာစရာကောင်းတယ်ဟုတ်ကဲ့ပါအခုလိုအချိန်ပေးပြီးတော့ဖြေကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်